ို့နောက်ထပ် mid range ဆရာကြီးတစ်ပါးထပ်မံကြောက်ရောက်လုံလာတယ်တခုံးနဲ့ပြောရမယ်ကျွန်တော်16သိန်းထက်တန်တယ်လို့ခံထားတဲ့ဖုန်းဒီဖုန်းပဲရှိရပြောရရင်တော့ gain ဆိုမှ gain ဆိုတဲ့ဆရာသမားတွေကတော့အသင့်တော်ဆုံးပဲပေါ့နော် gaming mind မှာတော်တော်လေးကောင်းတယ်ညနာငယ်စရာဒီဖုန်းကမဖြစ်ဘူးပေါ့အားလုံးမင်္ဂလာပါကိုစိတ်ဘလော့ကနေကြိုဆိုပါရစေဒီနေ့တော့ Poco A7 Pro unboxing လေးလုပ်ပြတော့မှဖြစ်ပါတယ်ဟေးဒါက official store က official voucher ပါ ဒီ Poco A7 Pro bracket က 512k ဒီတော့ unboxing လုပ်တဲ့အလုံးက Poco Official Global ပဲဒါပေမဲ့ထိုင်တဲ့အလုံးက 512k ကတော့3သိန်းရှိတယ်256 GB ကတော့12သိန်းရှိတယ်ထိုင်တဲ့အလုံးဖြစ်တဲ့ဘုံနောက်မှာထိုင်ကြတယ်ပြပါမယ်ထိုင်တဲ့အလုံးကတော့15လအမကန်ပေးထားတယ်ကေထိုင်းလန်လုံးကိုလိုချင်တဲ့ဆိုကျွန်တော်အများဆုံးဆက်သွယ်ပါ။အဲ29ရက်နေ့17နိုင်နောက်ဆုံးပဲဒီစီးနဲ့ဝယ်လို့ရမှာပါ။ကျွန်တော်ကိုစားသွားဝယ်ပေးမယ်။အာမကန်ပေါက်ချတွေအကုန်လုံးလည်းတိမ်ပြီးတော့ကျွန်တော်မြန်မာပြည်အရောက်ကိုပို့ပေးပါမယ်။ pre order တစ်ပုံးမျိုးပါပဲ။ waiting time ကတော့2 week ပါ။ ဘက်ထရီကတော့ 6000mAh ပါတယ် 90W Hypercharge ပါတယ်အဲ59မိနစ်နဲ့တရားရခိုင်တော့အပြည့်အားပြည့်နိုင်တယ်ပြီးတော့ဘက်ထရီကလည်းတရှိခံတယ်အဲ cycle အချိန်ကြီးလည်း6 cycle 1600ရှိတယ်အဲ CPU ကလည်း Domestic 6400ရဲ့ Alpha သုံးတာလေ performance ကတော့ရှေ့ကောင်းတယ် DPH clock ကပြောတာအောင်နားထောင်ကြည့်လိုက်ရအောင်ဘယ်တော့ကောင်းလဲဆိုတော့ကျွန်တော်မြင်တာအောင်ပြောပြမယ်ဒီကောင်ရဲ့ GPU ဘိုင်းက Snapdragon 8S Gen 3ထက်ကိုပိုကောင်းတယ် 3 Ultra နဲ့ Graphics Ultra ရမယ်အစင်ဒီပြေလက်ဆောက်လို့ရတဲ့ 120fps နဲ့ကို FPS ထိုးကြတော့တာမျိုးမရှိဘူး PUBG Mobile ကို Graphics မှာ Smooth ထားမယ်ဆိုလို့ရှိရင် 120fps ရတယ် Graphics အမြင့်ဆုံးထားမယ်ဆိုလို့ရှိရင် Ultra HDR နဲ့ Frame Rate Ultra လေးရကျွန်တော် Smooth 120fps ဆော့ကြည့်ရတော့ FPS တိတိတသာကြတာမျိုးမရှိဘူးဒီဖုန်းအားသားချက်ကတော့ကျွန်တော်တို့ဖုန်းလက်ရည်စုံနေတော့ဖုန်း screen က task မိတဲ့အသုံးပြုလို့ရတယ်။တကြံတွင်းသုံးမယ်ဆိုရင်လက်ရည်စုံကန်နဲ့ IP68 water resistant dust resistant ရှိရယ်။ ပိုကိုရှိုးရုံးမှာဆိုလဲ dye resistant ကို testing လုပ်ပြီးတော့ promotion လုပ်ထားတာရှိတယ်။ water resistant ကိုလည်းအဲ့လိုပဲ testing လုပ်ပြထားတယ်ပြီးတော့ promotion လုပ်ထားပြီးတာရှိတယ်။အဲ့ဒါကြီးတော့ share မိုက်တယ်။ပြည် YouTuber တော်တော်များများကလည်းဟို water resistant ကိုရေဆိုးခံမခံကိုလည်းတော်တော်များများစမ်းတက်ထားတာအမျိုးမျိုးရှိတယ်။တချို့ဆိုရေခဲတက်တာတွေထည့်ပြီးတော့စမ်းတက်ထားတာတွေပဲရှိတယ်။ โอเคအဲ့ဆိုရင်ကျွန်တော် YouTube က testing video တွေကိုလည်း comment မှာ link လေးတွေချပြီးစုထားပေးမယ်။အဲတခုချင်းစီသွားလေးလာကြည့်လို့ရတယ်။အကယ်ကျွန်တော်ပြောသလိုပဲ Thailand region အလုံးလိုချင်တဲ့ဆိုရင်ကျွန်တော်ချက်ဘောက်ကိုအများဆုံးဆက်သွယ်ပေးပါ။အကယ်၍ကိုကိုတိုင်း TikTok ကနေဝယ်တက်တဲ့ဆိုရင်တော့အဲချင်းဝါလေးတဲ့ကနေပြီးတော့ယူပြီးတော့ TikTok မှာကိုယ့်ဘာသာကိုယ်ဝင်ဝယ်လို့ရပါတယ်။အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်။